မင်္ဂလာပါမြန်မာဖန်ပရိသတ်ကြီးတို့ရေလာမယ့်နိုဝင်ဘာလ22ရက်နေ့ကျွန်တော်တို့မြန်မာနိုင်ငံကနေအချင်းဖြစ်ကျင်းပါမယ်အာရှယူဆက်ခွန်ခြေစပွဲကြီးကတော့ရောက်ရှိလာတော့မှာဖြစ်ပါတယ်2026ခုနှစ် AFC ယူဆက်ခွန်မျိုးသားအာရှဖလားခြေစပွဲစဉ်တွေကိုလာမယ့်နိုဝင်ဘာလ22ရက်နေ့ကနေ30ရက်နေ့အထိသက်ဆိုင်ရာအင်ရှင်နိုင်ငံအသီးသီးမှာကျင်းပသွားမှာဖြစ်ပါတယ် အုပ်စုခုနှစ်ခုပါဝင်ပြီးအုပ်စုတစ်ခုစီမှာအုပ်စုပထမနေရာရရှိတဲ့အသင်းတသင်းသာခြေစပွဲအောင်မှာဖြစ်ပါတယ်။အုပ်စုခွဲမှုအနေထားရကြည့်မယ်ဆိုရင်အသင်း6သင်းပါတဲ့အုပ်စုက3အုပ်စုအသင်း5သင်းပါတဲ့အုပ်စုက4အုပ်စုစုစုပေါင်းအုပ်စုခုနှစ်ခုမှာအသင်း38သင်းတို့ပါဝင်ရှင်းပြမှာဖြစ်ပါတယ်။အုပ်စု A မှာတရုတ်ဘင်္ဂလားဒေ့ရှ်ဘာရိန်ဘရူနိုင်းတီမိုလက်စတီသီရီလင်္ကာတို့ပါဝင်နေတာဖြစ်ပါတယ်။ အုပ်စုပြီးမှာတော့ကာဂျစ်စတန်၊ယီမင်၊လာအိုကမ်ဘောဒီးယား၊ကူအန်၊ပါကစ္စတန်တို့ပါဝင်နေတာဖြစ်ပါတယ်။အုပ်စု C မှာတော့ဗီယက်နမ်၊မလေးရှား၊စင်ကာပူ၊ဟောင်ကောင်၊မြောက်မာရီနာကျွန်းစုများ မကာအိုစတဲ့တင်တွေပါဝင်နေတာဖြစ်ပါတယ်။အုပ်စု D မှာတော့အိန္ဒိယ၊အီရန်၊ပါလက်စတိုင်း၊ဒေးဒိုင်ဘီ၊လက်ဘနွန်တင်တို့ပါဝင်နေတာဖြစ်ပါတယ်။အုပ်စု E မှာဂျော်ဒန်၊အော်စတြေးလျ၊အီရတ် ဖိလစ်ပိုင်ဘူတန်တို့ပါဝင်နေတာဖြစ်ပါတယ်။အောက်စု F မှာထိုင်း၊ကူဝိတ်၊တာမင်နစ္စတန်၊မွန်ဂိုလီးယား၊မော်ရိုက်တို့ပါဝင်နေတာဖြစ်ပါတယ်။အောက်စု G မှာတော့ကျွန်တော်တို့မြန်မာ၊အိုမန်၊အာဖဂန်နစ္စတန်၊ဆီးရီးယားနဲ့နီပေါ်တို့ပါဝင်နေတာဖြစ်ပါတယ်။ကျွန်တော်တို့ရဲ့မြန်မာယူဆက်ကွန်မျိုးသားတင်ပါဝင်နေတဲ့အုပ်စုကြီးပွဲစဉ်တွေကိုရန်ကုန်မြို့တူနာကွင်းမှာကစားသွားမှာဖြစ်ပါတယ်။လာမယ့်နိုဝင်ဘာ22ရက်နေ့ စနေနေ့၄နာရီမှာတော့မြန်မာနဲ့အာဖဂန်နစ္စတန်တို့ကစားသွားမှာဖြစ်ပါတယ်။နိုဝင်ဘာလ24ရက်နေ့တင်းနာနေ့မှာတော့ညနေ၄နာရီတို့မှာမြန်မာနဲ့နီပေါ်တို့ကစားသွားမှာဖြစ်ပါတယ်။နိုဝင်ဘာလ26ရက်နေ့မှာတော့အိုမန်နဲ့နီပေါ်အာဖဂန်နစ္စတန်နဲ့ဆီးရီးယားတို့သာလင်းကစားသွားမှာဖြစ်ပါတယ်။အဲ့ဒီ26ရက်နေ့မှာတော့မြန်မာအသင်းပွဲစဉ်မရှိပါဘူးခင်ဗျာ။ နိုဝင်ဘာလ28ရက်နေ့ညနေ4နာရီမှာတော့မြန်မာနဲ့အိုမန်တို့ကစားသွားမှာဖြစ်ပါတယ်။နိုဝင်ဘာလ30ရက်နေ့ညနေ4နာရီမှာတော့မြန်မာနဲ့စီးရီးယားတို့ရဲ့နောက်ဆုံးပွဲစဉ်ကိုရှင်းပြန်ကစားသွားမှာဖြစ်ပါတယ်။ဒီပွဲစဉ်တွေအားလုံးကို MRTV ကနေပြသမယ်လို့သိရှိထားပါတယ်။အာရှယူဆက်ခွန်ခြေစစ်ပွဲကိုဝင်ရောက်ရှင်းပြန်မယ်မြန်မာယူဆက်ခွန်ကစားသမားများကတော့အဆင်သင့်ဖြစ်နေပြီလို့သိရှိရပါတယ်။ မကြသေးခင်ကတရုတ်နိုင်ငံကိုသွားရောက်ကစားထားရမှာလဲတပွဲနိုင်တပွဲရှုံးကြလက်ထွက်ပေါ်ထားပါဗျ။ပထမပွဲစဉ်မှာတရုတ်ယူဆက်ခွန်ကလေကိုကိုမရှိနဲ့အနိုင်ရရှိခဲ့ပေမဲ့ဒုတိယပွဲစဉ်မှာတော့မြန်မာယူဆက်ခွန်ကနှစ်ကိုကိုမရှိနဲ့ပြန်လည်အနိုင်ရယူနိုင်ခဲ့ပါဗျ။ထိုင်းနိုင်ငံကအင်ရှင်ဖြစ်ကျင်းပခဲ့တဲ့ new generation cup မှာလည်းမြန်မာယူဆက်ခွန်တင်ဟာတတိယဆုကိုရယူနိုင်ခဲ့ပါဗျ။ ခြေစွမ်းခြေစားရှိတဲ့ရပုံးသီးလေးများစွာပါဝင်နေတဲ့ယူဆက်ခွန်အသင်းကိုကျွန်တော်တို့အားပေးလိုက်ကြရအောင်လားခင်ဗျာမြန်မာအသင်းဖန်ပရိသတ်ကြီးကျမ်းမာချမ်းသာကြပါစေမြန်မာအသင်းအောင်မြင်ပါစေမြန်မာယူဆက်ခွန်အသင်းအနေနဲ့အာရှဖလားခြေစစ်ပွဲကိုအခက်အခဲမရှိအောင်မြင်ပါစေ